အားလုံးပဲမင်္ဂလာပါပေါ်တိုသားသမီးများအတွက်2025ခုမေလတရဆန်သောဇန်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပေါ်တိုသားသမီးတွေကဤလမှာမမြင်ဘူးသောရဲဝဲမှာယဟန်တာမညာအိမ်ကိုကြွလာလျင်အလူအတန်းပြုတ်လောက်ပေးပါညီသူကမှအာမကိုပဲကိုပိုင်ဆုံးဖြတ်ချက်ဖြင့်ရဲရဲလှုပ်ဆောင်ပါအခက်ခဲတွေရှိလာရင်တရားရင်ဆိုင်ဖြည့်ရှင်းမှာစကုသည့်အကြဉာဉ်တွေများပေါ်ပေါက်လာပါမယ်။အလူတန်းကိစ္စများပြုလို့ရခြင်းရှိပါတယ်။ ဘောရုဏနဲ့ပတ်သက်သောအချိုးခံစား권များယခုလတွင်ရရှိပါမယ်။ရွှေငွေလဲလူဝင်လာတတ်ပါတယ်။အကောင့်နဲ့အဆိုတွင်တွဲလျက်ရှိမယ်။ပျော်ပျော်ပါပါဖျားဖူးသွားရခြင်းရှိတယ်။လူချင်းလူကင်းပေါ်များမယ်။ဆရာသမားကောင်းများနဲ့ပညာသင်ကြားခွင့်ရပြီးလျင်လူအများရဲ့ချီးမွမ်းခြင်းကိုခံရမယ်။ရစရာရှိတဲ့အကျွေးတွေပြန်ရမယ်။တောက်ကြဇာတာပရိသတ်သမီးတို့နဲ့လုပ်ငန်းပွဲလှုပ်ဆောင်ခြင်းအထူးကောင်းမွန်ပါတယ်။ နေအိမ်ရဲ့မြောက်ဘက်မှာလူဝင်လူထွက်သတိပြုရပါမယ်။ဂရီမတီသောသူတွေကြောင့်မျက်နှာပြက်စရာ၊ဆေးအနောက်ရှက်ဖြစ်စရာတွေကြုံရမယ်။နိုင်ငံရဲ့ကြားသွားလို့သူများသွားရပါလိမ့်မယ်။စီဝါရဲ့အနေနဲ့ကတော့ဘုဒ္ဓသာသမိတွေကလုပ်ငန်းတင်များနေရာအပြောင်းလဲများလုပ်ကင်ရန်ဆန္ဒရှိသည့်အတိုင်းဆောင်ရွက်လုပ်ကင်ရတတ်ပါတယ်။အကျဉ်းစီအလုပ်ကင်တွေနဲ့ပတ်သက်ပြီးဩဇာအာဏာလွှမ်းမိုးနိုင်ပါမယ်။ဆရာသမားကောင်းတွေရဲ့အကူအညီရမယ်။စစ်ပစ္စည်းရောင်းဝယ်ခြင်း၊ကြောင်မြေရတနာရောင်းဝယ်ခြင်း ဝတ်ဆင်ခြင်းဒလိဆိုင်ရောင်းဝယ်ရေးမော်တော်ယာဉ်အွန်လိုင်းရောင်းဝယ်များအကျိုးမြတ်များရရှိပါမယ်။မဲဆွေသည်များနဲ့အစုရှယ်ယာဝင်များယင်းပစ္စည်းရောင်းဝယ်ခြင်းအစုရှယ်ယာဝင်ခြင်းလုပ်ငန်းရတနာနဲ့အဝတ်ထည်လုပ်ငန်းများအိမ်ဆောက်ပစ္စည်းနဲ့ဖုံးစက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများအကျိုးပေးပါမယ်။စနေနံဖြစ်တဲ့ T ဒါဖနက်အထင်စသောကုန်ပစ္စည်းများနဲ့ပတ်သက်၍အယားအဝယ်ကောင်းမယ်အမြဲရမယ်ကုန်ပစ္စည်းတွေယင်းနှမြုံနဲ့ထားမယ်ဆိုရင်အကျိုးအမြတ်များပုံမူခန်းစားရခြင်းရှိပါမယ်လူမျိုးကွဲလူမျိုးခြားများနဲ့ဆက်ဆံရေးအကျိုးပေးပါမယ်တနင်းဝန်နဲ့တနင်းလာသားသမီးများနဲ့ဆက်တူရှေရာမလုပ်သင့်ပါဘူးခီးဤအတူတူသွားတာလုပ်ငန်းခွင်မှာ အလို့အတူတူလုပ်ကင်တာတွေသတိထားရပါမယ်ပညာရေးအနေနဲ့ကတော့ဗုဒ္ဓဦးသားသမီးတွေကပညာရေးနဲ့ပတ်သက်ပြီးအထူးကောင်းမွန်ပါတယ် ပညာအကျိုးခံစားရမယ်။ပညာရဲ့အကြီးအကဲများ၊ပညာဝန်ထမ်းများ၊အလားစားတို့ချင်းအပြောင်းရွှေ့များရှိပါမယ်။အလုပ်ပြောင်းနေရာပြောင်းရတပါတယ်။ကောင်းသောပြောင်းခြင်းဖြစ်ပါတယ်။အခြေအနေအိမ်တော်ရဲ့အနေနဲ့ကတော့ပြည့်ရွယ်သူများအစိုးနဲ့အကောင့်တို့တွေပြီးအခြေရေကိုဖြတ်တန်းရမယ်။ခြေနှချောင်းဝင်ကိန်းရှိပါမယ်။ခြေသူဟောင်းနဲ့ပြန်လဲဆောင်တွေ့ရပြီးအိမ်တော်ကြကိန်းရှိပါတယ်။ကျေတူတံမှာအမတ်တရားလက်ဆောင်တစ်ခု ကြီးကြီးမားမားရရတတ်ပါတယ်။အိမ်တော်ရှင်များအနေနဲ့ကတော့ငယ်ချေဟောင်းနဲ့ ပြန်လဲဆော်စည်းရခြင်းရှိပါတယ်အိမ်တော်ရှင်များပျော်ရွှင်သားရသောအိမ်တော်ရေးရရှိပါမယ်ရဝေးခီးမှာမိမိထံကောင်းသောသတင်းများကြားရပါမယ်ငွေချင်းများမမျောလိမ့်မယ်ဝင်လာမစဲတသေးသေးဝင်ပါမယ်မိသားစုအိမ်တွင် ပီတိမင်္ဂလာ အလူဒါနာကောင်းမှုကိုပြုလို့ရခြင်းရှိပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ဗုဒ္ဓသာသမိတွေကလေနာ၊ယင်ပတ်နာခြင်း၊ပိုင်နာခြင်းအစမတည်ယောဂများခံစားရနိုင်ပါတယ်။အစာအသောက်ဆင်ခြင်ပြီးတော့စားသုံးသင့်ပါတယ်။ အသက်အရွယ်ကြီးသူများရှိပါကကျန်းမာရေးကိုကူဆိုင်ပါလေးလလေးနှစ်ရှင်းနှစ်အသက်အပိုင်းကြာအသက်40မှာ အသက်44နှစ်ကြာဤနှစ်တွေကကျန်းမာရေးအနည်းငယ်ညံ့ပါမယ်အစားအစာမတာကုသရောဂါဖြစ်ပွားတာတွေကြုံတွေ့ရနိုင်ပါတယ်ကလေးငယ်များအထူးကူဆိုင်ပါခီးသွားခြင်းကြောင့်ရေပြောင်းမြေပြောင်းရာသီဥတုအပြောင်းအလဲကြောင့်ဖျားလာခြင်းများရှိပါမယ်တတိပြုရမယ့်အသက်အပိုင်းကြာများအနေနဲ့ကတော့အသက်73နှစ်22နှစ် 32နှစ်40နှစ်59နှစ်58နှစ်68နှစ်ဤနှစ်တွေကကင်ဆာဒါအနှဲငယ်ညံ့ပါတယ်အထူးအနေနဲ့ကတော့ဘောရိုသားသမီးတွေကယခုလမှာငွေ အလင်ခံရတာမျိုးတွေပြုံကြည်အောင်ပြောဆိုပြီးလိန်ညာလှစ်ပတ်သွားတာတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်သားသမီးများအတွက်စိတ်ပူပင်တောကများ ဝင်ရောက်လာတတ်ပါတယ်စာချုပ်စာတမ်းကြောင်းမြရတနာရွှေထည်ပစ္စည်းငွေတွေအဖိုးတန်ပစ္စည်းများကြပြောက်ပစ္စည်းတွေပါတယ် ဘောရဒသမီးများအသက်29နဲ့32နဲ့33နဲ့35နဲ့39နဲ့39နဲ့42နဲ့43နဲ့55နဲ့တွေကအလူကြီးပေးရတာကြောင်းစားလှူဒန်းရတာတွေပြုလို့ရခြင်းရှိပါတယ်မေလာ3ရက်နေ့ည9:53မိနစ်မှာခီးသွွားခြင်းကိုရှောင်ရီမှာမေလာ16ရက်နေ့နာနဲ့9:16မိနစ်မှတိုင်ပြီးခီးသွွားခြင်းကောင်းပါပါတယ် နာနဲ့9နာရီ18မိနစ်နောက်ပိုင်းခီးသွားခြင်းများရှောင်ကြီးမှာမေလ24ရက်နေ့တနေ့လုံးခီးသွားခြင်းကောင်းပေါ်ပါတယ်2025ခုမေလ31ရက်နေ့နာနဲ့9နာရီ22မိနစ်မှာခီးသွားခြင်းရှောင်ကြီးမှာခီးသွားလာခြင်းနဲ့လုပ်ငန်းကိစ္စတွေဆောင်ရွက်ရမှာအဆင်ပြေစေရန်အတွက်တောင်ရက်မှာဖရားတွင်ជីဖလားနဲ့ရေတော်တစ်ခွက်ဖရားတွင်ပူဇော်ပေးပါအကျိုးပေးသောအရာမှာတောင်ပဲအရာဖြစ်ပါတယ်။အဲဒီအရာမှာအိမ်တက်အိမ်ပြောင် စေကံဝင်ဆိုင်သစ်ဝင်အလုတ်သစ်ရှောင်းကြောင်ညာဆိုင်မုတ်တင်ခြင်းခီးသွွားခြင်းများကောင်းမှုပါတယ်အကျိုးမပေးတော့အရမမြောက်ရဖြစ်ပါတယ်အကျိုးပေးကနန်းမှာ၆ကနန်း၄ကနန်းခုံကနန်း၉ကနန်းတို့ဖြစ်ပါတယ်ကံကောင်းစေတော့အရမဖက်ဖူးရောင်နုံနေရောင်လိမ္မော်ရောင်မိခိုးရောင်မယဲရောင်တို့ဖြစ်ပါတယ်တရားအနေနဲ့ကတော့ဝင်းနေနန်းနဲ့၉နာရီ၃မိနစ်အတွင်းအိမ်ဖေးရမှာတဲ့ညွန်းတနက်ခါညွန်း၃ညွန်း တံမြာရေးပြောပြီးဆွင့်ကတ်လူတန်းမှာမင်္ဂလာဒုက္ခရတော်ကိုရွတ်ဖတ်ပူဇော်ပါခொနေသားသမီးများအားလုံးစိတ်ချမ်းသာကိုကျမ်းပါ၍လိုရင်ဆန္ဒတလုံးတော်ဝပြည့်စုံကြပါစေဘေးရန်ရဲ့ခတ်သိမ်းမှာလည်းကင်းဝေးကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ